ဒါလေးကျွန်တော်ဖြေပေးမလို့ပေါ့နော်ကျွန်တော်ဟိုးရှင်းမှာလဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေမှာပြောထားပါတယ်ယောက်ျားလေးဟော်မုန်းဆိုပြီးတော့တက်တက်လာတဲ့စိတ်တော့မရှိဘူးတက်ဆူဆုံးထိုးရတယ်လေတကယ်ကြတော့ကျွန်တော်တို့အာမပေးပါဘူးနော်ထိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကအများနဲ့မထိုးဘူး၃လုံး၆လုံးထိုးတာဒါကတော့မဆိုးပါဘူးသူကခုနပြောမျိုးသားရဲ့အတွက် anxiety လို့ stress short ရဲ့တော့နော် blood flow ကောင်းတယ် sexual wellness တက်ကောင်းတယ်တော့ဒါနဲ့တောင်းနေရမဆိုးဘူးအကျဉ်းင်းလို့ပါတော့ကျင်းစင်းလို့ပါတော့ဒါတွေက supportive ပါပဲနော် just supportive for them တက်ဆူဆုံးပေါ့တက်ဆူဆုံးကိုစပီးမှတည်တတ်လာတယ်ဒဲလာတာတော့မရှိဘူးအဲ့တော့တက်ဆူဆုံးထိုးစေးကြလဲကျွန်တော်ပြောသလိုပေါ့နော်ဟိုခမီကယ်တွေကတော့ side effect များတဲ့အတွက်တော့ natural တော့ပိုအားပေးပါတယ်ဟိုဒါတွေကကျွန်တော်ပုံမှန်တောက်သွားပြီပေါ့နော်အသက်40ကျော်မြို့သားတွေပုံမှန်တောက်ရင်တက်ဆူဆုံးတောက်ရင်ကောင်းတယ်ဒါကတော့ကျွန်တော်သပင်အတွက်ဒါလေးတစ်ခါလေးပြောမလို့ပါစင်ပေါ့နော်ဒါ bio silicone ဒါဒိမ့်မက်ကလာတာ farmer not farmer ပေါ့နော်သူကဒါကတော့ကောင်းတယ်ဆင်းဆင်းတက်တောက်တယ်ဒါ omega ကျွန်တော်တောက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရက်ချတောက်တာပေါ့ကျွန်တော်အများမတောက်ဖြစ်ပါဘူး vitamin D3 ပေါ့ချို့ရပြောတယ်ဟာဆရာဒါတွေစိတ်ရတော့ဘာဖြစ်တော့ဘာဖြစ်တော့ဘာမှဖြစ်ဘူးလေဘာမှဖြစ်လို့တောက်တာပေါ့လို့ဟိုဆရာဝင်မဲ့ဗျာကိုကြောက်ကက်ကိုထိခိုင်ပြီးတောက်မလားကျွန်တော်ပြောပြရတဲ့အိပယ်ကကျွန်တော်ဟိုဘယ်လိုပြောမလို့ရှောက်ပြီးရမ်းတောက်နေလည်းမဟုတ်ဘူးစားနေလည်းမဟုတ်ဘူးလေကွာပြီးတော့ဘယ်လိုပြောမလို့ဒါလိုအပ်လို့စားတာကျွန်တော်ကသမင်ကထိတ်ကိုပြောင်းနေတာလေအဲ့ဒါကိုကတော့ကနေမနေသမင်ပေါက်ပြီးတော့ မနေ့ပြအောင်လုပ်ထားတာဒီကောင်းပဲ finance right ပေါ့နော် 5mg ကျော်ပြစီကြိတ်စေဟုတ်တယ်စီကြိတ်စေဒါတောင်းရင်မျိုးသားအားနေတယ်ဒါပေမဲ့ကျွန်တော်က9ရက်မှတလုံးတောက်တာလေကျော်ပြ 5mg ဆိုတော့ 1mg လောက်ဆိုရပြီလေကျွန်တော်တကဒီဟာတောက်လို့လေဟိုဘယ်လိုပြောမလို့ပန်းနေပန်းညုံဖြစ်ဖို့နေသလားဟိုဘာမှအုံမဖြစ်တာတော့ကျွန်တော်အမြင်နဲ့မှမတောက်တာ9ရက်မှတလုံးကိုဒီကောင်5ဆိုတော့ဒါပေမဲ့ဒီကောင်က1မဲလို့တာလေကျွန်တော်ကြတော့ဒီအသက်ကြီးလို့လည်းမဟုတ်စီကြိတ်လို့လည်းမဟုတ်စပင်းပေါက်ချင်တာဒီကောင်ကအဲ့လိုမျိုး ဟိုဒီမဲ့ပေါက်ချင်လို့ဒါ finance ကိုတောက်တာပေါ့နော်ဒါတော့အဂျင်နီးတွေပါညာပါတာကောင်းတယ်နောက်ထပ်ကောင်းတာလေးလည်းရှိသေးတယ်ဗျအဲ့ကောင် very good ကောင်းလားကနေဒါ brand တုံခက်လေးအရန်ကောင်းတယ်ဈေးကတော့တင်းချီမယ်ကောင်းတော့ mic very good very good new zealand ကောင်းမှာပေါ့ new zealand လာတာယူတုံခက်လေး macaroon ပဲနဲ့ဂျင်စင် honey gold wheat အာဒါကတော့အကောင်းဆုံးပဲ မျိုးသားအတွက်လေဒါ supplement လည်းမှာဆိုတော့တုံခက်လီကတော့တကယ်နာမည်ကြီးပါပဲတကယ်လည်းကောင်းတာပေါ့နော် US မှာလည်းအရန်သုံးနေပေါ့နော်တုံခက်လီကတော့ဒီကတလုံးတောင်းရင်ကိုတော်တော်ကြီးကိုသိတာတယ်ပေါ့နော်ဒါလေးပုံမှန်ဖြည့်ပေးပေါ့ဗျာနောက်တစ်ခုကကျတော့မျိုးသားအတွက်ပေါ့နော်တစ်လေးတစ်ခုပေးမယ်ပေါ့နော်မျိုးသားဟော်မုန်းကတော့တဆူဆုံးတက်ချင်တယ်ဆိုတော့ red meat နေစားရတာ medium rare ပေါ့ကျွန်တော်ပြောလို့ beef steak လိုမျိုးပေါ့နော် ပေါ့ချော့လိုမျိုးတွေကကောင်းတယ်ကျွန်တော်ကတော့အမေသားမစားဘူးဝက်သားစားတယ်အဲနီရဲ့အသားရစားရင်တော့ဒီကောင်ကဘာဖြစ်လဲဆိုတော့တဆူဆုံးလဲပဲတက်တာပေါ့နော်အဲ့တော့ချွမိမတွေရှိတယ်အမေသားနေတိုင်းစားတယ်အဲ့ဒါကြီးတော့အဆင်မပြေဘူးသူကနှကမ်းမွေးတော့ပေါက်လာနိုင်တယ်အမေသားဒီယောက်ျားအတွက်ပဲဖြစ်မယ်နော်မျိုးသမီးသွေးအားနည်းမှပဲစားပါအမျိုးသားတွေအတွက်ကတော့အမေသားဒီတဆူဆုံးမှာပဲမျိုးသမီးတွေမစားပါနဲ့